တောအုပ်ကြီးတစ်ခုထဲမှာအရာတစ်ခုခုကိုကြောင်းလန့်နေပေါ်ရတဲ့လင်မယားမြောက်ကိုစတင်တွေ့ရမှာပါသူတို့ဟာမိုးဆိုးလင်မယားဖြစ်ပြီးတော့စောက်ကြီးရဲ့ခုပေါ်မှာအခြေတစ်ခုကိုစောက်လို့နေခဲ့ပါတယ်မိုးဆိုးရဲ့နာမည်ကတော့ကိုစေတောင်းလို့ခေါ်ပြီးသူ့မိမကတော့ငယ်လေးလို့ခေါ်ပါတယ်မြေကြီးပေါ်မှာလည်းတေဆိုးနေတဲ့တောရက်တကောင်ရှိနေခဲ့ပြီးမနေ့ကျရင်တော့အသားကိုယ်သေးတွေစီသွားရောက်ဖို့စီစဉ်ထားခဲ့ပါတယ်သူတို့ကိုဆက်ကြည့်လိုက်တော့ကိုစေတောင်းဟာ မျက်နှာမျက်ခွက်တွေမှုတိုးတိုးဖြစ်နေကြပါတယ်။ယောက်ျားပြေးမနေနေမဟုတ်လား။ဒါဆိုကျမစောက်ကြည့်ထားနိုင်မယ်လေ။ယောက်ျားအနားယူလိုက်တော့ကို့ဘာသာပဲအေးစမ်းလား။ငါတို့ဘာမှဘူးမနေနဲ့။ဘယ်တော့ကြောင်းနေပြီ။တခြားသားရဲတွေရန်ကနေတောရဲကိုစောက်ကြည့်ရအောင်မယ်။ဒီတော့ကြီးကသိယူရတာမဟုတ်ဘူး။ဒါဆိုကျမတူတူကိုကြည့်ပေးမယ်လေ။อืมกูมาว่าไปไอ้ซ้ําตอจองเอี้ยเป็ดนี่บ่อู้มั้ยอ๋อ ဒါဆိုလည်းကျမမှလှချက်တော့ပါဘူးအကူရင်တကုတ်ကုတ်လိုရေပြောတော့ကျမကိုနှုတ်လိုက်ကိုစိတ်သားကတော့ဝက်လောက်ကိုစောက်ကြည့်နေတာဖြစ်ပြီးတစ်ချိန်တည်းမှာသူမိမကလည်းအိပ်ပျော်သွားခဲ့ပါတယ်အခုချိန်မှာတော့တနေ့ကိုဒေးဒိန်တက်ကြန်ကိဆောက်ထားပြီးတော့ဝကြီးတဲ့မြို့တစ်ဆိုင်စောက်ကြည့်နေတဲ့ကိုစိတ်သားတယောက်တည်းကြာနေခဲ့တာပေါ့သူ့စိတ်ထဲမှာတစုတယောက်ရောက်လာပြီးအန်ဒီရဲ့ပြုတ်ခံရမှာစိုးရိမ်နေခဲ့ပါတယ်ဒါပေမဲ့ကံကောင်းချေတော့တဦးတယောက်က သူ့စီကိုတဖြည်းဖြည်းနဲ့ချိန်ခဲ့လာနေခဲ့တယ်ဗျ။အဲ့ဒီသူကတော့တခြားတမ်းမှန်အရင်သားမဟုတ်ပဲဥစဉ်ဂေါ်ဝိဇာရာဆိုတဲ့ဘိုးကြီးတပါပဲဖြစ်ပါတယ်။ဒီလိုရောက်လာမှကိုစနေတဲ့ကိုစေသားကလည်းတွေ့လာတဲ့ချက်ချင်းတဲ့မောင်တင်ကတနေ့ဖြစ်ခြေရွယ်ထားလိုက်ပါတယ်။အမောက်တို့ထဲကနေသေးသားမိသားရှိတဲ့တင်ရန်ကိုတွေ့မြင်လိုက်ရတော့ဒီလိုပြောခဲ့ပါတယ်။ဥစဉ်ဒီကြေးတောက်တဲ့တော်ထဲမှာဘာလာလုံနေတာလဲတကုတ်ကမှားလာနဲ့ဒီဘက်တော့ပြေးရလိမ့်မယ်နော် ဘိုးကြီးကိုတင်းနေနဲ့မချေပါနဲ့လားငါသရေမဟုတ်ပါဘူးလူစုတယောက်ကတော့ငါ့ကူညီလိုနေပြီလို့ခံစားလို့ရတယ်တည်သွားတဲ့ဒီတော့ရဲ့လိုပဲအကူညီမဲ့နေတဲ့သူတယောက်စီကိုငါလာခဲ့တာထိုးထိုးပြောလိုက်ပြီးလက်ကျသိဆုံးနေတဲ့တော့ရဲ့စီကိုဥစဉ်ဂေါဝိတာကနေလာခဲ့ပါတယ်အော်တော့ရဲ့ကလေးဂေါရမောင်ရောက်ကိုရောက်ပါစေလို့ငါဆုတောင်းပေးတယ်ထိုးထိုးပြောကသူ့ရဲ့ခန္ဓာကိုယ်လေးကိုပေါ်သက်နေခဲ့ပါတယ် ။ဦးစင်းခင်ဗျာဝိတ်လိုက်ကြပဲလုံးမနေနဲ့။ဒီကိုလာရတဲ့အကြောင်းကိုသာပြောစမ်းပါ။သူ့သိမ့်ယူကြည့်တာမဟုတ်ဘူး။အမြင်မကြည့်တဲ့ကိုစေသားကိုဦးစင်းကဒီလိုတုတ်ပြန်ခဲ့တယ်ဗျာ။ဒီတော့ဝက်ကလင်းနားမှာရှိတဲ့ဦးစင်းရဲ့တဲမှာဝေးထားတဲ့တော့ဝက်လေ။သူကထထောက်ကြိုးထားတော့တခြားတော့ဝက်တို့လိုလည်းမပြေးနိုင်ခဲ့ဘူး။ဒီနေ့တော့တဲကားပြောက်သွားလို့လိုက်ရှာနေတာ။ဒါပေမဲ့ဦးစင်းရဲ့တော်ဝဲကဒီကားရဲ့ကြီးဆန်းကြောင်းဘဝပြောင်းသွားပြီပေါ့လေ။ ဒီစကားကိုကြတော့မိုးစိုးကြီးကိုစေတော့လဲစင်မကောင်းဖြစ်သွားခဲ့ပါတယ်။ဘယ်ရှင်ရှိတာမသိလို့အသက်ခံမိတာပါဦးစင်။ဒီတော့ရဲ့ပန်ရှင်ကဦးစင်သာဆိုရင်တော့ဦးစင်တို့စင်မကောင်းစရာပဲ။ရပါတယ်။ငါမိတ်ကိုစင်မဖြစ်ပါဘူး။စိတ်လည်းမဆိုးပါဘူး။ဒါပေမဲ့မင်းနောက်ကကြောက်ဘူးတော့ငါစိတ်ဆိုးရလိမ့်မယ်။ထို့သောပြောလိုက်တဲ့အချိန်မှာမိုးစိုးစေတော့ရဲ့မိမဟာသူ့ယောက်ျားရဲ့နောက်ကနေ ပုံစံဒီမျိုးနဲ့ဆက်ကြည့်နေရပါတယ်။သူ့ရဲ့ပုံစံကတော့တရေဝဉ္ဇင်းဝင်းရောက်ပူးကဲခံရရသလိုမျက်ဖြူလာနေခဲ့ပါတယ်။ငယ်လေးဟာအစကအိတ်နေခဲ့ပြီမဲ့ဦးစင်းရောက်လာမှရုတ်တရက်ထရက်ကြည့်နေသလိုထူဆန်းသလိုဖြစ်နေခဲ့တယ်ဗျ။ဦးစင်းကလည်းထို့သို့ပြောခဲ့ပါတယ်။ဘလို့ကြောင်းကြောင်းပဲဖြစ်ဖြစ်ဘိုးကြီးတို့ကသူများကိစ္စဝင်မရှုပ်တင်ဘူးလေ။ဒီတော့ကို့ဘာသာအေးဆေးနေဖို့မျှော်လင့်ပါတယ်။ ဦးစင်းဖေမရှုပ်ပါဘူးမေကလေးဝင်ထင်းကြီးပေးတဲ့သဘောပါပဲလောကကြီးကိုလည်းထင်းကြီးပေးတဲ့ຢာရင်းကြောက်တာဒီလိုဟန်ချက်နေနေရှိနေတာဘိုးစေသောရဲ့မိမဟာဦးစင်းကိုထိုးထိုးထပ်ပြောခဲ့ပါတယ်ဦးစင်းတိတ်နောက်ကျသွားပြီဘာမှလာမပြောနဲ့တော့ဒီမေကလေးရဲ့အသက်ခံတာကမကြခင်မှာငါထေချုံမှုရဲ့အောက်ကိုရောက်သွားလိမ့်မယ်ဦးစင်းနေနေဘာပဲလို့လို့မတက်နိုင်တော့ဘူးဘိုးစေသောရဲ့မိမဟာ ဥစည်းကိုသတိပေးပြောဆိုပြီးလက်ကျသတိလေးတွားခဲ့ပါတယ်။ဒီလိုသူတို့ဆက်ဆံပြုမှုတွေနဲ့ပဲ့သက်ပြီးတော့သူ့ရဲ့ယောက်ျားကလည်းစင်မကောင်းဖြစ်နေခဲ့ပါတယ်။တပည့်တော်ရဲ့ဇနီးကတော့တွေးလိုက်ရတဲ့အတိုင်းပဲတော်တော်လေးကိုမှထူးဆန်းနေတယ်။အခုနောက်ပိုင်းတခုခုတော့မားနေပြီဆိုတာကိုတော့အပေချာပြောရဲတယ်။မမပြောခဲ့ဘူးလား။ကြရရကတော့အကူကြီးမဲ့နေပြီလို့အေးမင်းရဲ့ဇနီးကိုတက်စာပြောက်ကင်းစေချင်တယ်ဆိုရင် ငါ့နှုတ်ကိုလဲခဲ့ပါဒီပြဿနာကိုငါတို့တို့ရင်ဆိုင်ကြမယ်မနှုတ်ကြစီနဲ့တကားငါတို့မှအခြေသိမ့်မကြတော့ဘူးဦးစင်းဘောမိသာလာဟာတချို့ကြောက်ရွံ့တွေကိုကြိုသိနေတယ်လို့ပြောဆိုနေခဲ့ပါတယ်အဲ့ဒီနောက်ထိုနေရာကနေလှည့်ပြန်ထွက်ပွားခဲ့ပါတယ်ကြံရတဲ့မိုးစိုးသောစီလေအဝေးတီမြာကိုထွက်သွားနေတဲ့ဦးစင်းကိုကြည့်တကုတ်ခုကိုဆိုးပြဲ့ချက်ချလိုက်ဖို့ရပါတယ် ဒီတော့ဥစည်းရဲ့နောက်ကိုလိုက်ဖို့ဆိုးဖြစ်လိုက်ပြီးညိုစင်ဘောကနေသူ့မိမကိုကြောဖို့ကဆင်းလာခဲ့ပါတယ်။ပြီးတဲ့နောက်ဖက်သွားနေတဲ့ဥစင်ဂောဝိသာရစီလိုက်လာခဲ့ပြီးသူ့သတင်းသုံးနေထိုင်တဲ့တဲအီလီစီရောက်လာခဲ့ပါတယ်။ဘန်ကတော်နေထိုင်တဲ့တဲအီလီဖြစ်တော့မျိုးသမီးကြောင်းနေတဲ့တဲခုဖို့ဆိုတာမသိတော့လာပါဘူး။ဒါကြောင့်ဘူတော့ဆရာမိမကိုမြင့်ကြီးပေါ်မှာပဲချထားခဲ့လိုက်ပါတယ်။ညလည်ကြီးမှမချမ်းရစေဖို့လေသူ့မိမတွေမိဖို့ပေးလိုက်တာပေါ့။ သူကတော့စိတ်ဝကြီးလေးဖြစ်နေတာတခုခုကိုစဉ်းစားရင်လက်မှန်ချထိုင်နေခဲ့ပါတယ်ဒီလိုလိုက်လာခဲ့တာဟာဦးစင်းကိုယုံကြည်လို့မဟုတ်ပေရွေးချယ်စရာဖြစ်လို့သာလိုက်လာခဲ့တာဖြစ်ပါတယ်သူ့ရဲ့စိတ်ထဲမှာတော့ဦးစင်းဂောပိတာရာကိုတန်ဖေးအနေငယ်ရှိနေခဲ့ပါတယ်ဦးစင်းကလည်းပြဿနာကိုဖြေရှင်းကူညီပေးမယ်လို့ဆိုခဲ့ပြီးမယ်ခုချိန်မှာတော့ခလန်းလန်းမှသာရက်နေခဲ့ပါတယ်ဦးစင်းကတော့ခြေတစ်ခုကိုစောက်ကြည့်နေရင် ကောင်းကင်ကြီးရဲ့တနေရာကိုမိုးကြည့်နေလိုက်တယ်ဗျာ။ဒါကြောင့်ကိုစိတ်တော်တယောက်ဥစဉ်ကိုကြည့်နေခဲ့ရင်ထိုးထုတ်မေးလိုက်တာပေါ့။ဥစဉ်အဲ့မှာရဲကျင်းနေတာကြားပြီနော်။ဘယ်ရာကမြားအဲ့လိုစိတ်ဝင်စားဖို့ကောင်းနေလို့လဲ။အဲပြီးတော့တပည့်တော်တခုသိချင်တာကတပည့်တော်ရဲ့ဇနီးပြောခဲ့တဲ့စကားကိုပါ။သူကဘာကြောင့်ဦးစင်းကိုဒီလိုပြောတာပါလဲ။ထိုချိန်မှာဦးစင်းကလည်းပြန်လှည့်ကြည့်လိုက်ပြီးတော့ကိုသောဆေးရဲ့မိကောကိုဖြေဆိုခဲ့ပါတယ်။ မကြခင်မှာဒီကသိရပါလိမ့်မယ်ထို့သောပြောပြတဲ့အချိန်မှာပဲရုတ်တရက်ရေသံကြီးတစ်ခုထွက်လာခဲ့တယ်ဗျအဲ့ဒီအသံကတော့ပုံသောစီရဲ့နှုတ်ကထွက်လာခဲ့တာဖြစ်ပြီးငယ်လေးတယောက်သူ့ရဲ့လက္ခဏာတွေပြန်ဖောက်လာခဲ့ပါတယ်မိမတတိထားဦးလေကိုရှိပါတယ်ကိုသောစီရဲ့ဇနီးကတော့ရုတ်တရက်ပြန်ထလာပြီးကျဲလောက်စွာကြီးမောအော်ဟေးနေခဲ့တယ်ဗျ ဒမေမဟာ ကြီးလို့ပြီးမှာတော့ဦးစင်းကိုတော့ချိတ်ချောက်ပြောဆိုခဲ့ပါတယ်။ဦးစင်းကပြောစကားနားမထောင်ချင်တဲ့ပုံစံပဲ။တတိပေးခဲ့တာတော့မှဦးစင်းကဝင်းရှုပ်ရဲတယ်နော်။ရတယ်။ဒီမိကလေးကိုတက်တက်ခါအောင်ယူသွားစေရမယ်။ငါတို့ညှိနေလို့ရပါတယ်။ရစကရေကဒီကိစ္စကိုဘာပြောခဲ့လဲ။ဝင်းရှုပ်ပါနဲ့လို့မပြောခဲ့ဘူးလား။ငါမရှုပ်ပါဘူး။ငါဟာဘိုးကြီး။ဒီကိစ္စတွေဆိုတာက ငါနဲ့ asset တာတော့မဟုတ်ဘူးဒါပေမဲ့ငါနဲ့သက်ဆိုင်တာငါလို့ရမှာရှိတယ်ဦးစင်းကဖျားသားတော့ဖြစ်တာနဲ့ညီလို့ဆော်ရမယ်တာဝါတချို့လည်းရှိတယ်အဲ့ဒါကတော့လူတိုင်းရဲ့စိတ်ထဲမျိုးသားထဲမှာတရားဓမ္မမွေးဖွားလာအောင်မိတ္တရာတရားနဲ့ပြန်ပွားပို့ချဖို့ပဲဖြစ်တယ်ဒါကြောင့်အခုပြောနေတဲ့ဒကမကိုလေဦးစင်းလမ်းညွန်ပြပနိုင်မယ်လို့ယူဆတယ်အဲ့တော့ဦးစင်းရဲ့ကြောပြချက်ဆိုရင်တော့ဦးစင်းမှားနေပြီ ငါကိုယ်တိုင်ကိုကကိုရှောက်မန်လန်ကိုပွားမန်လန်ကိုရွေးချယ်ထားပြီးသားဒီလန်ကကောင်းချင်ကောင်းမဲ့စိုးချင်စိုးမဲ့ဘီမဆိုင်ဘူးဖခင်ရဲ့စိုးမတွေဘာတွေပြောနေလဲစိတ်ဝင်စားဘူးဒီတော့မိကမင်းရဲ့မကောင်းတဲ့ဘိုးဘွားမှာပျော်မွေ့နေတာပေါ့လေအခုလည်းကြည်စမ်းပါဦးပြင်းမဲ့တဲ့သူတယောက်ကိုဒုက္ခပေးနေလိုက်တာလေဒီလိုလို့နေရတာမိကိုပျော်ရွှင်စေတာလားကောင်းတာလို့ဖို့ကောင်းတာပြုမှုဖို့နည်းနည်းလေးမှတွေ့ဝေမနေဘူးပဲကိုကြောက်တပားသူဒုက္ခရောက်နေတာကိုမှ ပျော်နေတဲ့သူကိုတော့ဦးစင်းကယ်ဖို့မျှော်လင့်ချက်မရှိတော့ပါဘူး။တွန်းလိုက်စမ်းပါ။ငါကမဲထင်နေတယ်လို့ကူညီမဲ့နေတာမဟုတ်ဘူး။လူတွေထဲမှာဘလို့လူမျိုးကိုလူမိုက်တွေမတိုးတယ်လို့ခေါ်လဲမင်းသိလား။အဲ့ဒီလူတွေကမကောင်းမှုမှာပျော်မွေ့နေတဲ့သူတွေ။ဒါကကောင်းတဲ့ရာ။ဒါကဆိုးတဲ့ရာဆိုတာကိုပြင်နေနေ။ဆိုးတဲ့ရာကမှ ကောင်းတယ်လို့ကိုကိုကိုလင်းနေကြတဲ့သူတွေတဲ့။တခြားသူကလည်းလို့ရပါမယ်။ မကောင်းမှန်းသိသိကြီးနဲ့ရှင်းဆက်တိုးနေတဲ့မဲကိုမဲတော့လေလို့ရမှာမဟုတ်ပါဘူးပြီးတော့လေမဲကိုတဲကလည်းရှင်းဆန်းရတာလက်ပြလို့ရဲ့လားပြီးတော့ဘွားကပုံပြီးကြောက်စရာကောင်းလည်းသိလားအဲ့ဒါကလူတွေရဲ့နှလုံးသားမှာဖုံလာနေတဲ့အမောက်တုတွေပဲကြည်စမ်းပါဦးနေဆိုရင်လူတော်မဟုတ်ဘူးလေအသက်ရှင်တို့ကလုခဲ့တဲ့မကောင်းမှုတွေကနေ့ကိုဒီဘွားကိုပို့လိုက်တာဒီဘွားမှာရောဘာထူးလို့လဲမကောင်းတာတွေကိုပဲထည့်ပြီးတော့ကျူးလော်တယ်နေကတော်တော်မိုက်မဲနေသူပဲ တော်စံဒီဘူကြီးရှိကိုရှိတယ်တင့်မကြခင်မှာဘသူက မိုင်မဲတဲ့သူလဲဆိုတာသိရတော့မယ်ဦးစင်းတဲ့သူမှာချက်ကနကြတဲ့ဒီအပြန်လန်းစကားပြောနေခဲ့ကြပါတယ်ပြောဖို့ပြီးမှာတော့ငယ်လေးဟာကြယ်လစွာထယူမောခဲ့ပြန်ပါတယ်ဦးစင်းကလည်းတရားဓမ္မနဲ့တိတရားရအောင်ကြိုးပမ်းခဲ့ပေမဲ့လေအချင်းဤသာဖြစ်ခဲ့ရပါတယ်ဘာလို့လဲဆိုတော့သူမရဲ့ကိုယ်ထဲဝင်ပူကဲနေတဲ့ဒီရဲမဟာတောက်ကြုံတင်းနေခဲ့လို့ပဲဖြစ်ပါတယ်ပြဿနာက အဲ့ဒါနဲ့တည်းမဟုတ်တော့ဘဲဦးစင်းကိုပါတိုက်ခိုက်ဖို့လှုပ်ပါတော့တယ်။ယောဒီရဲ့ရှင်မြစွာဦးစင်းကိုတိုက်ခိုက်ဖို့ချိကဲသွားရောက်ခဲ့ပြီးမယ်အနာကိုရောက်တော့ပြန်လွှဲထွက်သွားခဲ့ပါတယ်။ဦးစင်းဂေါဝိစာရာဆိုတာကံပိယမော်ပညာတွေတပည့်ကံကန်းအောင်ကြွားချင်တဲမြောက်တာတွေဘိုးကြီးတပါဖြစ်တာပေါ့။အခုလေအနာကိုရောက်တာနဲ့သူ့တကိုးနဲ့ကာထားလိုက်တာကြောင့်သူမအရှိဖြစ်လွှဲထွက်သွားပါတော့တယ်။ဒီချိန်မှာဦးစင်းဂေါဝိတာလာဟာလေသူ့ခန္ဓာကိုယ်ပက်ပက်လယ်မှာ တကိုးဆက်တော်တွင်ရှိနေခဲ့ပြီးအတွင်တွင်ပြောင်းလဲသွားခဲ့ပါပြီမြလို့တွေဟာအစိမ့်ပညာရှင်တယောက်ရဲ့မြလို့တွေနဲ့တူသူ့ရဲ့လို့နိုင်စားတွေကိုပါတွေးမိရတော့မှာပါကဲဒါဆိုရင်ဘသူကမိုင်မဲတဲ့သူလဲဆိုတာသိပြီမဟုတ်လားမိကိုတရားချလို့မှမရတော့ငါဘူကြီးမရရင်ရတာနဲ့ခြားရလိမ့်မယ်ငါရဲ့ဆက်တွေကိုခန္ဓာရင်ရှိပါစေလို့ပဲဆုတောင်းပြီးတော့ထို့နောက်အဲ့ဒီချေဦးစင်းဂောဝိတာလာဟာသူ့ရဲ့တကိုးဆက်တော်တွေနဲ့နှိမ့်ကောလိုက်တော့ သူမလည်းမလှုပ်နိုင်တော့လောက်အောင်ဖြစ်နေခဲ့ပါတယ်။ဘလော့တောင်လဲဆိုရင်ခန္ဓာကိုယ်ထဲမှာရှိတဲ့သဲမဟာလေလောဝမလှုပ်နိုင်တော့ပါဘူး။အခုချိန်ကနေစပြီးတော့ငါပြောသလိုလို့မလှုပ်ရင်တော့ငါရဲ့ဆက်တွေကိုကျွေးရလိမ့်မယ်။ငါပြောတာကြားလား။ညီညီနေစမ်းဒီဖြစ်ပျက်တွေဘလို့စနိုင်ခဲ့တာလဲဆိုတာကတော့လောခတဲ့သွေးရကဖြစ်ပျက်ခဲ့တာပါ။ဒီနေ့မှာတော့ရွာတဲ့ကို ထူးထူးဆန်းဆန်းလူကျောက်ရောက်လာခဲ့ပါတယ်။အဲ့ဒီလူဟာ ဆရာအောင်ဒီလိုခေါ်ပြီးတခြားရွာကရောက်လာခဲ့ကတပည့်လို့ထင်ရတဲ့သူနှစ်ယောက်ဟာလေသူ့နောက်မှာပါနေခဲ့ပါတယ်။သူ့ရဲ့ပုံစံဟာလေမျက်နှာမှာတက်တူးတချို့ပါရှိပြီးလူဆိုးတယောက်ရဲ့ပုံစံထိဟက်နေခဲ့ပါတယ်။လူဆိုးကြီးကဈေးကျတဲ့ဆေးရွက်စင်းမင်းတွေကိုရွာစင်းနဲ့လာရောက်ရောက်ချခဲ့ပါတယ်။ဒါကြောင့်ကိုသောဆရာမင်းမဟာလေမှတ်မထင်သွားရောက်ဝယ်ယူခဲ့မိပါတယ်။အဲ့ဒီလူကြီးကသူ့မကိုတွေ့လိုက်တဲ့အချိန်မှာပဲသူ့ဘက်ကနေပျော်ပီလုခဲ့ပါတယ်။ ညီမလေးညီမလေးမဆွဲဆောင်မှုရှိတဲ့နေလို့တွေပိုင်ဆိုင်ထားတာပဲညီမကိုတွေ့လိုက်ရတော့အကူကြီးရဲ့ရေထဲမှာမိတာစစ်တွေတအားယိုပြေးချင်လာတယ်ဒါနဲ့ညီမကဘဲကလည်း sorry ပါနော်ကျမမှာယောက်ျားရှိတယ်သူကလွင်ရင်ဘယ်ယောက်ျားတွေကိုမှစိတ်ဝင်စားဘူးရှင်ဆရာဘလို့လဲဒီပြောက်ကိုကြိုက်တယ်မလားလို့လိုက်တော့အေးကွာခနာကိုလို့ကိုဘိုလ်လီကိုကငါကြိုက်ကွာ အပြေကဝယ်စားလိမ့်မည်သာမရှိတော့ရတော့ဟေး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 အဲ့ဒီညမှာထူဆန်းစွာနဲ့ဒူမဟာစားပြေပြီးတော့နေမကောင်းဖြစ်ပါတော့တယ်နေမကောင်းလည်းဖြစ်တော့မနေ့ကကဝယ်လာတဲ့ဆင်းပင်တွေကိုကြိုချဲ့သွားရတာပေါ့ဗျာပြဿနာကအဲ့ဒီဆင်းပင်တွေဟာဘောက်ကဟုတ်ကပညာရင်းနဲ့ပြုတ်လို့ထားတာကြောင့်ဆေးတော့ပြပြချင်းမှာပဲခန္ဓာကိုယ်တကိုယ်လို့တက်ပြီးတော့ပိုဆိုးလာပါတော့တယ်မင်းမဘာဖြစ်တာလဲအဆင်ပြေလားဟာဒုက္ခပါပဲ ထိုချိန်မှာပဲသူမရဲ့ပုံစံဟာအစခါနဲ့မတူဘဲတခြားတယောက်လိုပြောင်းလဲသွားခဲ့ပါတယ်။ဒါကိုသူ့ယောက်ျားကလည်းတွေ့နေလိုက်ပြီးဒီကိစ္စက သူ့အတွက်လန့်စရာဖြစ်နေခဲ့ပါတယ်။ငါကနေမိမှမဟုတ်တော့ဘူး။နေမိမကိုယ်တည်းရောက်နေတဲ့သူကြောက်ပဲ။သူကငါဆရာရဲ့ချင်းမြတ်နှမှုကိုညှိပယ်ခဲ့တယ်။ဒါကြောင့်အခုလိုသူ့ကိုယ်တည်းကဝိနေရတာ။အခုချိန်ကစပြီးဒီမိမကနေပယ်မဟုတ်တော့ဘူး။ မကြခင်မှာသူ့ကိုလူတယောက်လက်ထဲပို့ပေးရလိမ့်မယ်။အေးငိမ့်ပင်ရတော့သူတေရလိမ့်မယ်။အဲ့ဒါလို့ပြောပြတာနဲ့သူမဟာဗတိလေလဲကြသွားခဲ့တာပေါ့။အစားမှာတော့သူ့ယောက်ျားကိုစေသားကတော့ဒါကောနားမလည်နိုင်သလိုအဖျားတက်ပြီးရှော့ပြောနေတယ်လို့သာမှတ်ထည့်လိုက်ပါတယ်။အဲ့ဒီညကတော့ဂလုံးနဲ့ပဲပြီးသွားခဲ့ပါလေ။မနေ့ရောက်မှာတော့သူမဟာပုံမှန်တိုင်းဖြစ်နေခဲ့ပြီးတော့ညကကိစ္စတွေကိုလည်းဘာတကူမှမမှတ်မိခဲ့ပါဘူး။မင်းမ ဘလို့နေလေးလဲအစီပြေးလားကို့မှာလန့်သွားတာပဲကွာဟမ်ဘာဖြစ်လို့လဲကျမအစီပြေးပါတယ်ကျမညကဘာဖြစ်လို့လဲမင်းညကမိတော်တော်ထူစားနေသေးလားမိကရုတ်တရက်မင်းဖို့တော့သလိုပဲအမူအရာတွေကဆဘာမှမတူတော့ဘူးကျမဘလို့ဖြစ်နေလို့လဲထားလိုက်ပါတော့ကွာဒီနေ့အမဲလိုက်ထွက်ဖို့လုပ်ထားတယ် မိကနင်ကောက်တော့အားရှိတဲ့သားတွေကိုကိုချက်ချွေးချင်လို့လေဒါဆိုလဲစစောပြန်လာတော့နောက်ကြစင်နဲ့ကျုပ်တဲ့အိမ်မှာကျမကြောက်တယ်အင်းပါကိုစစောပြန်လာခဲ့မယ်လေမဟုတ်ရင်ကိုနဲ့တူလိုက်ခဲ့မလားကျုပ်တဲ့အိမ်မှာထားခဲ့ရမှာကိုလည်းသိပြီးတော့စိတ်မချဘူးအဲ့ဒီနေညမှာပဲလွာတဲ့ဆေးပင်လာရောက်ခဲ့တဲ့မော်ဆရာကြီးဟာနေမြလူဖို့ကြိုးစားနေခဲ့ပါတယ်နေမြချဲတယ်ဆိုတာ ထိုနေရာမှာရှိတဲ့တခြားမော်ဆရာတွေကိုရှင်းပြရပါတယ်။အဲ့ဒီအပိုင်းပြည်တော့မကောက်တဲ့မော်ဆရာတွေဟာထိုနယ်တွဲမှာရှိတဲ့မိမသားတွေဟာသူတို့ရဲ့အပိုင်းဖြစ်သွားပြီးပညာနဲ့ညွတ်ယူလေးရှိပါတယ်။အခုဒီခါမှာတော့သူ့ရွာနဲ့နေမှာရှိတဲ့မော်ဆရာတွေကိုထွက်လာစေဖို့စကားပါနေခဲ့ပြီးရွာဆောင်နယ်တွေကိုထိချုပ်ထားလိုက်ပါတယ်။သူ့ရဲ့တင်းစကားဟာထိုနယ်မှာရှိတဲ့မော်ဆရာကိုဘဒုစီရောက်လာခဲ့တယ်ဗျာ။ကိုဘဒုဆိုတာကလည်းထိုနယ်တွဲမှာအစင်းနေမော်ဆရာတယောက်ဖြစ်ပါတယ်။ မောင်ဆရာကိုပါထုံနဲ့ဦးစင်းဂိုဝိသာရတို့ဟာမိတ်ဆွေတွေဖြစ်ကြပါတယ်။သူတို့စကားပြောနေတဲ့ချိန်မှာပဲတပည့်ကမကောက်တဲ့စွမ်းတွေကိုခံစားမေးလိုက်တာပေါ့။တဆူတယောက်ကတော့ငါတို့ကို ထွက်လာဖို့ခေါ်နေပြီ။တကပါထုအဲ့ဒီနေရာကိုမင်းကိုထွက်လိုက်ရင်သူတို့တိပြားဝင်လာစေဖို့မင်းအာမခံလား။မင်းမှာကောင်းမွန်တဲ့စိတ်ကလေးရှိပါတယ်။မင်းကလူကောင်းတယောက်ပါ။ဒါပေမဲ့မိတ်ဆွေတွေရှိတဲ့တိုင်တော့မလုံးမပါစေနဲ့။မင်းရဲ့ဒေါသကိုမင်းထိန်းနိုင်မှရမယ်။ အဆက်ဖက်တွေဆိုတာမကောင်းတဲ့အရာမျိုးတက်နေသလောက်တော့ရှောင်စင်းနေတယ်။အဓိကဦးစားပေးကတော့သူတို့ကိုတည်တရားဝင်လာအောင်တင်ကားစာတစ်ခုပေးလိုက်ပါ။ကိုဘသူရဲ့ကြောက်စရာကောင်းတဲ့လူပိုကိုက်ပိုးတွေကိုဦးစင်းဂေါဝိသာလာကလည်းသိနေခဲ့ပါတယ်။ဒါကြောင့်သတိထားလူဆောက်ဖို့ပြောလိုက်တာပေါ့။ယောမိသားနဲ့သူတို့နှစ်ယောက်ကိုနဲ့စိုက်ဆဲတဲ့နေရာကိုစီကို ထွက်လာကြပါတယ်။ဦးစင်းလည်းသူ့ကိုလိုအပ်နေတဲ့သူတယောက်စီကိုအလှညာပဲလာနေခဲ့တယ်ဗျာ။အဲ့ဒါကတော့ မှောင်မိုက်နေတဲ့ဒေါ်ဝေကြားတဲ့ကအကူညီမဲ့နေတဲ့ကိုစိတ်သားတို့ဇနီးမောင်နှံနဲ့ဖြစ်ပါတယ်။ဦးစင်းနဲ့မော်စရာကိုပါထူစာမရှိရင်တော့ကိုသောစီရဲ့မိမလည်းရှက်တွေကျိုးနေစီနဲ့ဖြစ်ဆိုနေရေးဆိုင်ရတော့မှာပါ။တပတ်မှာတော့ထိုမော်စရာကြီးကသူ့ပြူစားခဲ့တဲ့မိလေးကိုသူ့စီရောက်လာဖို့တွေ့ဂါဒါရီရုပ်ဆုံနေခဲ့တယ်ဗျာ။လူလဲဆိုတော့ထိုမိလေးရဲ့ကိုတဲ့ဝေပူကက်နေတဲ့ဒီအမကိုသူ့စီလာခဲ့ဖို့အမေပေးနေခဲ့တာပေါ့။ဆရာကြီးဆရာရဲ့ဒီအမက ုချိန်ထိရောက်လာသေးပါလားအဲ့ဒါကြကျွန်တော်ပြောပါရယ်စကရေကစိတ်ချရတဲ့တရေကိုထဲ့ပါလို့သူတို့လင်မယားသာတခြားပညာရှိစီရောက်သွားရင်တော့ဆရာငှက်ပြီနော်အဲ့လိုမခင်စီရဘူးကွာသူကငါမိတ်ကိုမလို့ဆန်းရဲပါဘူးမိသားခဏလောက်တိတ်တိတ်နေစမ်းပါအိုးမိခုချိန်ထိမိလေးကိုငါစီပါလို့ခုံလာသေးတာလေရောက်တဲ့နေရာကနေငါစီကိုကြောက်ပြန်စမ်းပါအခုချက်ချင်းငါစီကိုရောက်လာခဲ့စမ်း အဲ့ဒီချိန်မှာထိုဆရာကြီးရဲ့ရှေ့ကိုကောင်းကင်ဘော်ကနေတစုံတယောက်ဆင်းလာခဲ့ပါတယ်။သူကတော့ကိုဘာတို့ဖြစ်ပြီးဆရာကြီးအော်ဒီစောင့်နေတဲ့သူတော်မဟုတ်ပါဘူး။အခုလို့ရောက်လာရတာကလည်းအကြောင်းရှိတယ်ဗျ။မော်ဆရာဂမ်ဘီယာဆရာပဲဆိုတာသူတို့ရဲ့ပိုင်နဲ့နေနေရှိပါတယ်။အဲ့ဒီနေရာကိုရောက်ရင်တော့နေပိုင်ဆရာကြီးတွေစီကို လေးစားသမှုပြုရပါတယ်။ဒါပေမဲ့မတိမဲမြင်လို့ရင်တော့အကြိုက်ခံရတတ်ပါတယ်။ဒါကြောင့်ဆရာအော်ဒီတို့လူတစုဟာကိုဘာတို့ရောက်လာတာကိုမြင်တော့ အော်နေကြတာပေါ့ဆရာကြီးအဲ့ဒါဆရာရဲ့ short delay လည်းမဟုတ်ပါလားဒါကြီးဆိုရင်တော့ဆရာရောက်တယ်မဖြိုနိုင်လောက်ဘူးနော်ဝေးမစက်ပိတ်တာအဲ့ဒါငါ short delay မဟုတ်ဘူးဟေးအဲ့ဒီနေရုံနဲ့ကောင်းမိကငါလမ်းကိုဝင်ရှုပ်ခဲ့တယ်ပေါ့မင်းရဲ့ပညာရှိကဘလို့ရှိလို့လဲဘလို့ရှိလဲသိချင်ရင်မင်းလာစမ်းကြည့်လေမင်းကမင်းဘာတယ်လို့လဲဟမ်မင်းဘယ်သူလဲဒီနေမီတဝိုက်လို့ကငါ့ရဲ့လက်အောက်မှာရှိတယ် ငါနာမည်ကပါထူဒါတော့မင်းကငါ့ကိုမခင်မဲ့မီကျူးလိုက်တာဒေါ်ဖာရမ်းကြည့်တယ်လို့ပြောကြတဲ့မော်ဆရာကြီးပဲဟုတ်ဘူးမင်းငါ့ကိုလိမ်နေတာလေလာလားမှန်လားဆိုတာမင်းကိုငါကိုယ်တိုင်ပြပေးမယ်ကောင်းပြီလာခဲ့စမ်းပါငါမင်းကိုစေခေါ်တယ်မော်ဆရာကြီးအော်ဒီဟာကိုပါသူကိုစေခေါ်လိုက်ပြီးသူ့ရဲ့ဘလူးကြီးကိုစေခေါ်ထိုးလိုက်ပါတယ်ကြာအောင်နဲ့ဂါထာရွတ်လိုက်တာနဲ့ထိုးဘလူးကြီးဟာမိကြီးတက်ကနေထွက်လာခဲ့ပါတယ်ဒါဟာ သူ့ရဲ့တိတ်ဘလူးဖြစ်ပြီးတော့ကိုဘဒူမှလည်းသူ့မွေးထားတဲ့ဘလူးတကောင်ရှိပါတယ်ဟော့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 ဘလူးလဲဟမ်ဒီရွှေစားလောက်ကြီးတဲ့ဘလူးကြီးကိုမေ့မြဖူးရဲ့လားထိုဘလူးကြီးဟာကိုကြီးဟန်ပြနေခဲ့တယ်ဗျထိုချိန်မှာသူ့ရဲ့တောက်ခွက်ကိုဖျက်ကန်ခံလိုက်ရပါတယ်အဲ့ဒါကတော့ကိုဘထူရဲ့ဘလူးဖြစ်ပြီးတော့တက်ရီခက်ရီမှလည်းတခြားဘလူးတွေထဲဆင်းနေပါတယ်ဒီလိုဘလူးတွေဟာတော်ရုံမော်ဆရာတွေမထေးကြောင်းနေတဲ့ဒေါသကြီးတဲ့ဘလူးမျိုးတွေပါ အခုချိန်မှာတော့ဘလူးနှစ်ကောက်ရဲ့တိတ်ပွဲစတင်လိုက်ပြီးတော့ကိုဘထူရဲ့ဘလူးကပွဲချနေခဲ့ပါတယ်။ဒါပေမဲ့ဆရာအောင်တဲ့ရဲ့ဘလူးကလည်းထင်သလောက်မခေဘူးဗျ။ဆရာအောင်တဲ့ဆိုသူကတော့သူ့ရဲ့ဘလူးကြာကြာမခါတော့မှကိုသိနေခဲ့ပြီးကိုဘထူကိုလည်းနေနေပိုင်မှော်ဆရာကြီးဆိုတာသိလိုက်ပါတယ်။ဟာမိကတကယ်မှော်ဆရာဘထူပဲ။မင်းရဲ့ဘလူးကခုကတည်းကပိန်နေတိုက်ခိုက်ရေးမှရောတခြားဘလူးတွေထဲအများကြီးသာလေ။ဒါကို တဲပွဲချိန်ကြာမီလေးပို့ပြီးတော့သိသာလာလေပဲဒီတော့မိကမှော်ဆရာဘာတို့ဆိုတာငါလက်ခံနိုင်ပါပြီမိကကိုသတင်းကြော်ကြတဲ့ဆရာကျောက်ဆိုတော့တွေ့ရတာဝမ်းသာပါတယ်ငါကမိကိုနိုင်ယူနိုင်ခဲ့ရင်ငါလည်းနာမည်ကြီးသွားလောက်တယ်သိလားသူကဒီနယ်ထွက်မှနာမည်တင်တော့ဆရာကို तू နဲ့လူချင်းတွေ့ပြီပဲသူ့ကိုအနိုင်ယူပြီးတော့သူ့နေရာကိုယူလိုက်လို့ရတယ်ဟုတ်တယ်ကွာဒါငါအတွက်အခွင့်အရေးပဲသူ့ကိုသာရှိပြနိုင်ရင် အစင်းမြင့်ပေါ်ဆရာကြောက်လေဖြစ်လာမယ်။ဒီနယ်ကမိကလေးတွေလည်းငါရမယ်။ဟာဒါဆိုဆရာဘယ်ဝဆောက်နေတာလဲ။လွတ်ဆရာရှိတာလိုလိုက်တော့လေ။ဆရာတောက်တယ်မဟုတ်ဘူးနော်။ကျွန်တော်တို့နှစ်ယောက်လိုဆရာနဲ့တူရှိတယ်။သူ့တို့အားလုံးပွဲပြီးတိုင်ရင်တော့မနိုင်ဆရာဘာကြောက်မှမရှိဘူး။မင်းကအဲ့လိုမျက်ပွင့်နေလို့လေငါတော့တော်တော်ညှောက်သွားတယ်။အဲ့ဒီတော့ငါတို့ရဲ့စင်စင်ကဒီလိုလို့မယ်။ဘယ်လိုနှစ်ကောင်ပွဲပြီးတော့ငါရှိကအေးဝဲတိုက်။သူကခြေကိုလက်ပန်းကြပြီဆိုမှငါကဝေပြီးတော့ဆိုးတဲ့ပေးလိုက်မယ်။ သူတို့ရဲ့စီစဉ်တိုင်းပဲတပည့်ကျော်နှကောင်ကိုသူ့ရှိက အရင်တည်းဖို့ပြောခဲ့ပါတယ်။ထိုချိန်မှာငနေနှစ်ကောင်ကသူတို့ရဲ့စွမ်းအားတွေကို ပေါင်းစည်းလိုက်ပြီးတော့အတုတ်ကိုစွမ်းတက်တဲ့လင်းနဲ့တစ်ခုဖန်တီးနေခဲ့တယ်ဗျ။ဒါဟာသူတို့ရဲ့လှုပ်ဝဲလက်နဲ့ဖြစ်ပြီးတော့သူတို့နှစ်ကောင်ပေါင်းစည်းလိုက်တဲ့ချိန်မှာအရာတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။သူတို့နှစ်ကောင်ရဲ့ခန္ဓာကိုယ်တွေပြောက်ွယ်သွားပြီးတော့အစွမ်းကြီးမားတဲ့သူတစ်ယောက်ထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့လူနဲ့မတူပဲမကောက်ဆိုးဝါးတစ်ယောက်ရဲ့ပုံစံပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်နဲ့မှလည်းအဆိုင်ခဲအချော်တက်တွေနဲ့ရော်ဖို့ကောင်းလောက်ပါတယ်။သူဟာပေါ်ဆရာကိုပါသူကိုစေခေါ်လိုက်ပြီးတော့ဟေးဟောက်ရီမောနေခဲ့ပါတယ်။ထို့ချင်းမှာပဲသူရဲ့တက်ပွဲဟာစတယ်လိုက်ပြီးကိုပါသူကလင်းမြစွာဝင်ရောက်သွားခဲ့တယ်ဗျ။ဟိုဘက်ကမော်ဗီညာနဲ့ပေါက်ဆက်ဖန်တီးထားတဲ့မော်ဘလူးကလည်းအချင်းမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့အချိန်နဲ့ဝေလာတဲ့ကိုပါသူကိုတော့ဇရဖြင့်အသားရပြန်ကန်ထုတ်လိုက်ပါတယ်။ဒါကြောင့်ကိုပါသူလေကောက်ခင်ဘုတ်ကိုလစ်တွေ့သွားခဲ့တာပေါ့။ ဒါပေမဲ့ကိုဘသူဟာမျက်နှာတစ်ချက်မပြတ်ပဲထမှန်တက်ခဲ့ဖို့ပဲဦးစားပေးခဲ့ပါတယ်။ဒါကြောင့်အပေါ်ကနေဆင်းလာခဲ့တဲ့ချိန်မှာတော့အစားကလိုခံလက်ရပြတယ်ဗျ။ဘယ်လက်စီနဲ့ဝိုက်ထိုးလိုက်တော့ကိုဘသူလည်းနဘေးသူလွတ်ထွက်သွားခဲ့တာပေါ့။လွတ်ထွက်လာခဲ့ရင်လည်းဘလူးကြီးတို့ရဲ့တိုက်ပွဲစီကိုရောက်လာခဲ့ပြီးဆရာအောင်တင်းရဲ့ဘလူးကြီးကိုလမ်းညူလက်သေးနဲ့ကျွေးထဲလိုက်ပါတယ်။ဘလူးကြီးလည်းတော်တော်လေးဤသွားခဲ့ဖို့ရပါတယ်။ ။ဒါကြောင့်တစ်ဖက်ကကိုပထူရဲ့ဘလူးကြီးဟာအရေးသာသွားပြီးတော့ဆရာအောင်တင်းရဲ့ဘလူးကြီးကိုပုံစံပေးပါတော့တယ်။အောက်ကနေမတင်လိုက်ပြီးတော့မြကြီးဘော်ကိုအရှိန်နဲ့ပေးဆောင်လိုက်ပါတယ်။အထင်သာတော့တဲ့ထိုဘလူးကြီးလည်းပြန်မထနိုင်တော့ပဲထိုနေရာမှာပျောက်ွယ်သွားခဲ့ပါတယ်။ဒါကြောင့်ဘလူးတက်ဘွဲမှာကိုပထူရဲ့ဘလူးဟာအနိုင်ရရှိသွားခဲ့တာပေါ့။ဘလူးတက်ဘွဲကပြီးသွားပြီဆိုပေမဲ့လေအောက်မှာရှိတဲ့သူတွေကတော့မပြေးသေးပါဘူး။အခုချိန်မှာတော့အောက်မှာရှိတဲ့ထိုးကောင်ကြီးက ဆစ်သွေးကြွပြီးတော့နှစ်ယောက်တယောက်တောင်မှဘီယူမဆိုင်ဘူးဆိုတဲ့ပုံစံပါ။သူဟာကိုပါသူရဲ့ဘလူးစီကိုပြေးလာနေခဲ့တဲ့အချိန်မှာယုတ်တည်းကိုပါသူဝင်လာခဲ့တယ်ဗျ။သူတို့နှစ်ယောက်လိုပန်းနေနေပဲကိုပါသူပဲလွတ်ထွက်သွားပြန်ပါတယ်။အစိမ့်နဘက်တဲ့ပေါ်ဆရာကြီးလည်းတိုးချစ်စတဲ့ဖြစ်ပြီးတဲ့နောက်မှာမထနိုင်တော့ပါဘူး။ငရင်းတဲ့ကောင်ပေါ်ထားတဲ့ထိုးကောင်ကြီးကအတော့ကမှတံမာတဲ့ပုံစံပုံနေခဲ့ပါတယ်။အစကတော့မင်းကဒီနေရာမှာနဘက်တဲ့ဆိုလို့ ါတို့မှရှင်နေခဲ့ရတာတကယ်လဲရင်ချတော့မိကဘာမှမဟုတ်ပါဘူးတော်တော်အားနည်းတဲ့ကောင်ပဲတချောင်းကောင်တွေမိစိမှာရှိုးခဲ့တယ်ဆိုတာငါမယူနိုင်တော့ဘူးအဲ့ဒီတော့မင်းကခင်သက်လို့လေကြောက်ဖို့မကောင်းပါဘူးအခုမိမိတဲ့နိုင်ပဲလေငါကမိသေးပို့ပြီးတော့အစွမ်းကြီးနေပြီအဲ့တော့ရှိုးပေးလိုက်ပါတော့ကိုတော်သားကြီးရဲ့မိကိုမေဟိုးလာပြီးထင်းလိလားအဲ့စကားတွေဘု து ကိုပြောနေတယ်ထင်လို့လေ ြေခွေးတွေဘလောက်ပဲခေါ်ဟာကြည့်စေခြေသေးကိုတော့ရှင်နေရိုးထိုးဆန်မရှိပါဘူးအခုတော့ကိုပသူရဲ့အလှရောက်လာပြီဖြစ်ပါတယ်မန်ပီနေတဲ့ထိုးကောင်းကြီးကိုခြေတော့နဲ့ဆန်ထိုးလိုက်တော့နောက်ပြန်လွတ်ထွက်သွားခဲ့ပါတယ်အဲ့ဒီနေရာကိုကိုပတို့လှင်များရောက်လာခဲ့ပြီးနောက်ထပ်လက်သီးနဲ့ထိုးချလိုက်ပါတယ်ဒါကြောင့်နောက်ကသေမကြီးပါကျုပ်ထွက်သွားကထက်ပြီးတော့လွတ်ထွက်သွားပြန်လာပုံတကယ်တော့ကိုပတို့ဟာလူငယ်လေးတွေမျိုးရှော်ပေးထားတာဖြစ်ပြီးအဲ့ဒီလူကမှသွားပြီးရောက်တဲ့မီတော့ ကိုဘွားသူလည်းမပြောတော့ပါဘူး။လက်ကြရမှာပြန်ထလိုက်ပြီးကိုဘွားသူကိုပြန်ရင်ဆက်ဖို့လုပ်ပါတယ်။ကိုဘွားသူကပြားပြီးတိုက်ခိုက်သေးပေခြေခနာလောက်တီးဆဲခွဲ့ပေးလိုက်ပါတယ်။ဒီတော့မှသူ့စီကိုတိတ်ကဲကဲတစ်ခုဖြစ်ပြေးလိုက်ပြီးခန္ဓာကိုယ်ကြီးမားတဲ့ထိုးကောက်ကြီးကလည်းမစုံနိုင်သေးပါဘူး။ဒါကြောင့်ရေဝါကိုထိုးဆိုင်သွားပြီးအနောက်သို့လေသွားပြန်ပါတယ်။ဒါပေမဲ့မပြေးသေးပါဘူး။လျှင်မြန်တဲ့ကိုဘွားသူဟာထိုးကောက်ကြီးနားရုတ်တရက်ရောက်လာပြီး ရေဝါမှာစိုက်နေတဲ့သိတ်ချောင်းကြီးကိုခြေထောက်ဖြင့်ကန်ထက်လိုက်ပါတယ်။အဲ့ဒီနောက်အစိုးသက်တဲကွက်ကိုထုတ်သိုးပါတော့တယ်။ထိုကောင်ကြီးရဲ့ပုံမှာမီလိုများထွက်ပေါ်လာခဲ့ပြီးအဲ့ဒီမီလိုတွေဟာဆက်ဝိုင်းသဏ္ဍာန်ဖြစ်သွားခဲ့ပါတယ်။အဲ့ဒီမီးဆိုင်ဝဲကြီးဟာထိုကောင်ကြီးစီကိုရောက်လာခဲ့ပြီးသူ့ပပက်လဲဝိုက်ထားလိုက်ပါတယ်။ဟာအဖြစ်နေဘူး ဒါဆိုတချင်လုံးသူ့ငါ့ကိုအဆော်ပေးခဲ့တာလားခဏကြာမှာတော့ဦးပါတို့ဟာဖိုးကော်ကြီးကိုအဆိုးသက်လိုက်ပါတော့တယ်ဒါကြောင့်မိဆက်ဝဲကြီးကအသေးသေးကြိုးဝင်လာတော့ခါနာကိုကြီးလည်းအစစီကွဲထွက်သွားခဲ့တယ်ဗျာဟာအချင်းနေမကောင်းတော့ဘူးဖိုးကော်ရီအသက်ခံလိုက်ရသည်ငါလည်းမပြည့်အသက်ခံရတော့မှာဆရာအုံးရင်ခွဲပြေးဖို့လုံနေတော့မှာပဲကိုပါတို့ဆင်းကြလာခဲ့ပါတယ် ဟေးလောက်စိုးနေနဲ့ဘာပြောခန့်ချင်သေးလဲဘာပြောရမှာလဲကွာမင်းကငါ့ထဲအင်အားကြီးတာပဲလေဒီလောကမှာတက်မလားတိတ်မလားဆိုတာပဲရှိတယ်ငါလိုဝါနှောင့်တရမှာမဟုတ်ဘူးငါအရှုပ်ကငါလက်ခံပါတယ်အာအစိုးမှာတော့ဆရာကြီးအောင်နေဆိုသူလေဩသာတွေကြားတွေကနေပျောက်ွယ်သွားခဲ့ပါတယ်ဒါဆိုရင်တော့လောကကြီးထဲမှာမရှိတော့ဘူးဆိုတဲ့သဘောတရားဖြစ်တာပေါ့သူမရှိတော့ဘူးဆိုမှ သူပြုစားထားတဲ့မိကလေးဟာလည်းတက်ချင်းဒီပါတက်စာ ပြောက်ကင်းသွားခဲ့တယ်ဗျထို့နောက်ပြီးတဲ့ချိန်မှာတော့ဦးစင်းဂေါ်ဝိစာရာရှိတဲ့နေရာစီသို့လိုက်လာခဲ့ပါတယ်တစိုးတယောက်ကတော့သူ့လူချင်းရာတွေလှုပ်လာခဲ့ပြီဘယ်တော့မှပြောလို့နားလည်မှာမဟုတ်တဲ့အထက်မှာဆန်ဖဆရာနဲ့မင်းဟာထိတ်ဆိုးကပါတယ်တကယ်ပဲငါမနိုင်တော့ဘူးပဇင်းနဲ့ပြောတာနားမထောက်လို့သူ့ကိုစင်ကားစာနည်းနည်းတော့ပေးလိုက်တယ်နောက်တော့သူ့ရဲ့ရှုပ်ကိုလက်ခံတယ်လို့လည်းပြောသွားတယ် သူသိပြီးမနာကျင်လိုက်ပါဘူး။ဘာလို့ဆိုတော့ဒီခေါက်ကိုသူသိပြီးမှယူလာခဲ့တာပါ။အဲ့ဒီနောက်ပြီးတော့ကိုစိတ်သားတို့လင်မယားဟာလည်းထိုနေရာကနေသွားခင်မှာကျေးဇူးတင်စကားပြောဆိုခဲ့ပါတယ်။အဲ့ဒီချိန်ကနေစပြီးတော့သူတို့လင်မယားလည်းတက်ဆိုးတိုင်သွားပုတ်ဖက်သွားကြပါတော့တယ်။